မင်္ဂလာပါပြီးရင်ပြည်သက်မြောက်နော်ဒီနေ့ဆွေးနွေးခွဲရတဲ့ကျွန်တော်ဖိတ်ပေါ်တော်သူကတော့လောလောသောမြန်မာသတင်းမီဒီယာကော်စီပြည်မှုဥတုစော်လာဖြစ်ပါတယ်ဆွေးနွေးမယ့်အကြောင်းအရာကတော့အခု BOE နဲ့ RFA တင်းဌာနဟိုဒီ transfer နေပြီးတော့ဟောရပ်ဆိုင်းလိုက်တယ်ပြောမှာနော်ဆိုတော့ဒီဒီအတွက်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တင်းညလောလောခွဲဘယ်လိုတိကျနေလဲပေါ့ဒီကြောင့်ဆွေးနွေးတော့ဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါဥတုစော်လာမင်္ဂလာပါခင်ဗျဟုတ်ကဲ့ ဆိုတော့အခုဒီရတဲ့တင်းရတော့ဗျာဒီအမနာထရာဒုတိယကြိတ်တန်းတက်လာတာခုကျွန်တော်နှစ်လလောက်မကြည့်သေးဘူးဗျာတပိုင်းကြီးတပိုင်းပြန်လာဖြစ်နေပေါ့ဆိုတော့ဒီမှာလောလောဆယ်ရတော့ဗျာမြန်မာပြည်သားစိတ်ဝင်စားတာဒါ VOE နဲ့ RFA ကိုတော့ပိတ်ပြည့်တဲ့ပြောရမလားကျွန်တော်တို့ short ချတဲ့ပြောရမလားလောလောဆယ်ရတော့ရိုးလာစရာမလိုတော့ဘူးဆိုပြီးတော့အော်ဝန်ထမ်းလေးခွင့်ပေးတော့ရပါဗျာအဲ့လိုနားလဲရတယ်ဆိုတော့လောလောဆယ်ရတဲ့တင်းကိုနောက်ဆုံးပိတ်ရလားအစီစေးရလားပေါ့ဘယ်လိုမျိုးနားလဲရလဲ ဟုတ်ဟုတ်ကဲ့ခင်ဗျာဒီစနေနေ့ကပေါ့ဗျာ14ရက်ကတော့ဒါ President Order ပေါ့ဗျာတမရအမိတ်နဲ့ရောက်တဲ့နေရာမှာရက်လုံနေတာတွေရက်ဟို VOE တော့သူကလာစားနေမလာနေတော့ဗောနော်ကျွန်တော်တည်တက်လောက်တော့အဲ့အဲ့လိုတင်ညာတဲ့အချိန်မှာ VOE Studio ခန်းထဲမှာကျွန်တော်တို့ကျွန်တော်တို့လုပ်ဖို့ကိမ်းမှာမိတ်ဆွေတွေ၄ရက်လောက်ရှိတယ်ဗျအဲ့လူတွေကိုဘာမှလုပ်လို့မရတော့တိုင်မလို့ရက်ခိုင်းတာ ရခိုင်ပြန်ခိုင်းတာပေါ့နော်တချို့တွေလဲစတူဒီယို access လုပ်လို့မရအောင်ပေါ့ရောက်တဲ့နေရာရဒါပေမဲ့လာကြတော့ပေးထားမယ်ပြီးရင်သူ့ရဲ့အမိန်ကတော့သူတို့ minimum အ ਨੇ ဆုံးနဲ့ဆက်ပြီးတော့သွားမယ်ပေါ့ USA ကိုရခိုင်တော့လို့ပါပဲ USA ကိုရခိုင်တော့ရောက်တဲ့နေရာရရ90အတွင်းဘာမှမလုပ်နဲ့ရ90ပြီးရင်ထပ်ပြောမယ်ပြီးတော့ဖြတ်ပလိုက်တာပဲပေါ့ဗျာအဲ့လိုပဲအခုကျွန်တော်သိရတဲ့နောက်ဆုံးအချိန်ကြီးကတော့သူတို့ကျွန်တော်တို့ contractor လို့ခေါ်တဲ့အချိန်ပိုင်းဝန်ထမ်းတွေကိုတော့ email စာပို့နေပြီများသောအားဖြင့်တော့ သူကဟိုဘာသာစကားဌာနတွေဗျ language ဌာနမြန်မာဆိုတာမြန်မာဌာနသူတို့တီးတက်လောက်တော့ VA မှာအဲ့လိုဟို language ဌာန46ခုလောက်ရှိတယ် RFV မှာ9ခုလောက်ရှိတော့ဗျထူးသဖြင့်တော့အာနာရှင်နိုင်ငံတွေများပါတယ်အဲ့ကဝန်ထမ်းတွေကိုတော့မနေ့ဟိုသူတို့တွေကတော့ termination ပေါ့အလုပ်ဖြုတ်တဲ့စာတွေစပို့နေပြီဒါပေမဲ့သူတို့ ဟိုအချိန်မြင့်ဝန်ထမ်းတွေကတော့သူတို့ဒါ Federal Workers လို့ခေါ်မှာပေါ့သူတို့တော့အိုက်စားမရသေးဘူးဆိုတဲ့အခြေအနေရှိတယ်။လောဆယ်နောက်ဆုံးအခြေအနေကတော့ VOE ကတော့ထုတ်ထုတ်လွှင့်တာမတွေ့တော့ဘူး။ RFA ကတော့ဆက်ထုတ်လွှင့်နေသေးတယ်။ RFA ကတော့သူကရက်မယ်ဟိုပြီးရင်မတင်နိုင်ရက်30အတွင်းပြန်ပြီးတော့အတနာကစားတင်နေနေဆိုတဲ့အမိန်နဲ့ထွက်လာတယ်။ RFA ကလည်းတရားကိုပြန်ပြီးတော့ဟိုဥပဒေကြောင်းရပြန်လိုက်ပြီးတော့ခုခံကာကွယ်သွားမယ်။ RFA ကတော့ဘာပြောစိတ်မကောင်းကြရတော့ဗျာ VOE ဆိုရင်နှစ်ပေါင်း80ကျော်ပြီး ုတိယကမ္ဘာစစ်အတွင်းကကျွန်တော်တို့ဂျာမန်တွေရဲ့နာဇီဂျာမနီတွေရဲ့ကျွန်တော်တို့ဝါရဖြတ်မှုကိုကောင်တာလုပ်ဖို့လုပ်တာတာအဲ့လိုပဲ RF ဆိုတဲ့1996ကပေါ့နော်သူတပြင်းတော့ဟိုလွတ်လပ်တဲ့သတင်းဌာနမရတာဥပမာတိဘတ်တို့ကျွန်တော်တို့ဟိုဝီကာတို့ဘာလို့ပေါ့ဗျာအဲ့နေရာဟာတွေမြန်မာအပါဝင်ပေါ့အဲ့ကလူတွေရဲ့သတင်းရပိုင်ခွင့်တော့တော်တော်နင်းနင်းနန်းနာဆုံးချုံသွားတယ်လို့ပဲစပြောပြရစီခင်ဗျာဟုတ်ကဲ့ဟုတ်ဟုတ်ကိုတို့ဆိုလာအဲ့တော့ဘလို့ကျွန်တော်ဘလို့နားလည်လို့ရတယ်အဲ့တော့ယာယီဆိုင်ခဲ့တာလားဆက်ပြီးတော့ ော်ထိုင်အရောရှုပ်ချပြီးတော့ပြန် sell run မှာလာဘယ်လိုမျိုးနားလည်လို့ရမလဲကျွန်တော်ထင်တော့အပြီးတော့မဖြတ်သေးဘူးဒါပေမဲ့ဟိုမလုံမချုပ်ပဲထားမယ်ပေါ့သူက minimum အဲ့လိုပဲယူဆရတာပေါ့နော်ဒါပေမဲ့လေကြည့်ရတာတော့အနေထားတော့ trend သူ order သူတီထောင်နေတာဗျာအခုအသင့်ခတ်ထားတဲ့ဟိုသူတို့ရဲ့ဗာလေ USAGM ဆိုတာလေသူတို့ရဲ့တကယ်တော့ကျွန်တော်တို့ဟို US ရဲ့ကျွန်တော်တို့ ဘာလဲဟိုဟိုနေ့ကြီးပေါ့နော်ဒီ global media ပေါ့ agency ပေါ့ global media အဲ့ကိုအတံပေးအသက်ခံတာသူနဲ့သူ့ကိုထောက်ခံပြီးဆန္ဒပြတဲ့မိန်းမတယောက်ခံတာပြရင်သတင်းတင်ကြတဲ့လူ leak တာအဲ့လိုပေါ့သူ့လူတွေသူထည့်ပြီးတော့သူနဲ့မကြိုက်တဲ့လူအာဂါဒနိုင်ငံကြီးပေါ့အဲ့တော့ဟိုအကသူ့ကိုဝေဖန်တာ trend ကလည်းအဲ့လိုပေါ့နော်ငကိုရီကသိကြိုက်တာမဟုတ်အဲ့လိုလူတွေကိုသူကလက်စားချေတဲ့ပုံစံမျိုးဆိုတော့ ဟိုမဟိုရှိုံတက်တက်လေးတော့ခြံထားမဲ့သဘောတော့ရှိတယ်အပြီးတော့လုံးဝမရက်ဆိုင်သွားဘူးပေါ့ဗျဒါပေမဲ့ကြည့်ရတာတော့ USA လိုပါပဲသူ့ရဲ့ထိန်းချုပ်မှုအောက်မှာလုံးဝထားပြီးတော့အချိန်တွေတော့တိတ်မကောင်းဘူးလို့ပဲပြောပြရစီခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့တကယ်တော့အမေရိကန်နိုင်ငံကြီးပေါ့နော်သူ့နိုင်ငံထဲမှာသူ့ဘက်သူလုပ်တဲ့ဆိုပုံဗျာကျွန်တော်တကဘာလုံးနဲ့ဆက်ဆက်မှာ USAID ဖြတ်တော့လဲကျွန်တော်ပုံမှန်ဒီကဒီကျွန်တော်ဒုက္ခသည်တွေကိုဒုက္ခရောက်တယ်မီဒီယာတွေပါပါတော့ပေါ့နော်အခုလဲ အမေရိကန်မှာလုပ်ရတယ်ဆိုတော့လေမြန်မာပြည်သားအတွက်အများကြီးထိခိုက်တယ်ပေါ့ဆိုတော့အဲ့ဒါဆိုလို့လားအခု BOE ကခုနကကိုဒုစရလာပြောတာပါလေဗျာဒုတိယကမ္ဘာစစ်တွေကလုပ်တယ်ဗျာဆိုတော့အားဖေးဆိုလည်းအခုပို့ဆက်ပြည်လုံးနေမှာဆိုတော့အခုလောလောဆယ်ကျွန်တော်ဒီမျိုးတော်လိုက်မှာတော်တော်အေးပါလေဟိုကအတန်လေးထပ်ထားလေလေဆိုတော့တန်းလေးကြီးရှိမှာပေါ့ကျွန်တော်ပြည်သားဆိုတော့အဲ့ဒါမြန်မာပြည်သားကိုဘယ်လိုထိခိုက်စီလဲပေါ့ဒီဟာတွေကโอเคလေတော့တော့ VOA ပါကျွန်တော်တို့ဒီတလောက်ဟိုပြည်သက်စကူတန်းလောက်ရှိတယ် IFA မှာလည်းနောက်နောက်မှလွှင့်မယ်14တန်းလောက်ရှိတာပေါ့ဗျာဒါကတော့ Facebook ပေါ်မှာကြည်ရတာအနည်းဆုံးတော့တိတဲ့အတိုင်းပဲဗျာကိုထောက်ညော်တို့မီဒီယာဆိုတာကလည်းပေးသက်ဆိုတာလည်းသူတို့နားထောင်နေကြမီဒီယာမှာဥပမာ VOA ဆိုပုံမှန်ဒီမှာအစောဆုံးလွှင့်တယ်ဗျာမနက်6နာရီလောက်သတင်း package data အရင်ဆုံးစောတယ်6နာရီလောက်ထိုင်လမ်းလျှောက်ပြီး VOA မှာနားထောင်နေပေးသက်တသက်ရှိပါတယ်အဲ့လိုပဲကျွန်တော်တို့ခြေသက်ချစ်ရေခင်းတော့လည်း VOA ရဲ့အခန်းကဏ္ဍအများကြီးပါခဲ့ရတယ်လေတကယ်ကခြေသက်ချစ်ဖြစ်တော့တခြားဟို ဘယ်သတင်းဌာနမှမရှိဘူး VOA တို့ BBC တို့ဟိုအနေပြီးတော့ကျွန်တော်တို့နားထောင်ခဲ့ရတာလေချစ်လေးလုံးဆိုတဲ့ဒီခေါ်ခဲ့တာတော့ BBC ကစပြီးတော့ဟို Christopher Gannon နဲ့ Colin နဲ့လောက်ပြီးချစ်လေးလုံးဆိုတဲ့ဟိုဟိုနင်းဟိုဒီ target date ကိုပေးခဲ့တာပေါ့နော်ဆိုလိုတာကတော့ဟိုတကယ် close country တွေပေါ့အနာရှင်တွေအုပ်ချုပ်တဲ့လုံးဝတကားပိတ်ထားတဲ့နေရာတွေမှာတော့ဟိုဒီဟာလွတ်လပ်တဲ့ရနိုင်တဲ့သတင်း source ပေါ့အဲ့လိုပါပဲတိဘတ်တို့ကျွန်တော်တို့ ဟိုရှီချန်တို့တရုတ်အောက်ကကျွန်တော်တို့ဝီဂါတွေနေရာမှာဆိုရင်လည်းဒီအရာတွေက main source ပါ RFA ပေါ့သူသဖြင့်တော့ဟိုကျွန်တော်တို့နောက်တကဗီယက်နမ်တို့လာအိုဆိုသူကတော့များသောအားဖြင့် close country တွေမှာပို့တော့သူတို့တွေကလွင့်တော့မြမအပါဝင်တကယ်ကိုဒီ main source ဆို independence information မှာလွတ်လပ်တဲ့သတင်းဌာနသူတို့တွေပိတ်ဆို့ထားတဲ့ကြားတွေကဘာတွေဖြစ်နေလဲဆိုတီးခွင်းရတယ်နောက်တကအစိုးရနေပြီးတော့ဒီဟိုထောက်ပံ့ထားတော့ကျွန်တော်တို့လို့ ဟိုကျွန်တော်တို့ DVB တို့မျက်စိမှတို့ပတ်စံချားကြမလို့ဘောဗျခိုင်နေပေါ့အဲ့လိုအခြေအနေကနေပြတတင်းအလောက်ကိုပဲဇောက်ချလုံနိုင်တဲ့အခြေအနေဆိုတော့တော်တော်လေးကိုဒီကညံ့နာသွားတယ်အဲ့တော့သူတို့က resource လည်းရှိတယ်တကယ်ကို train နဲ့ train လောက်တဲ့လူတွေလည်းရှိတယ် studio တွေပါလည်းကောင်းတယ်အတန်နဲ့စနစ်တွေပါလည်းကောင်းတယ် release station တွေရှိတယ်အဲ့ဒါကြောင့်မလို့ပြည်သက်ကလည်းခိုင်မှရှိတော့အဓိကနှစ်ချုပ်လိုက်ရင်တော့ကျွန်တော်တို့ rise to information ပေါ့တတင်းရယူပိုင်ခွင့်ပြည်သူတွေပဲဒီအောက်ကပြည်သက်ပေါင်းများစွာသူတို့ အပြောရတော့တန်း60လောက် တပတ်ကိုနှစ်နာသွားတယ်လို့ပဲပြောရမှာပေါ့ဗျာဟုတ်ဟုတ်ဟုတ်ကဲ့ဒါပရိသတ်အပိုင်းပေါ့ဗျာနော်ဟိုသတင်းရယူတဲ့လူတွေအပိုင်းပေါ့သတင်းထုတ်လွှဲတဲ့လူတွေပဲခုနကကျွန်တော်ရှင်းမပြောသလို USND ရတော့ဒီထိုင်းထိုင်းနဲ့ဇာပေါ့ခုနကထိုင်းနဲ့ဇာမှာအခြေခံတဲ့မီဒီယာတွေတော်များဆင်မပြေဘူးဗျာဒီလိုလဲအလုပ်တွေထုတ်ပြရတယ်တဲ့အခုတော့အမေရိကန်မှာပေါ့ဗျာအခုတော့အမေရိကန်မှာဒီထားတိုင်းတစ်ခုဆိုကျွန်တော်လို့ပေါ့ကဲ့ပြန်မြန်မာသတင်းသမားတွေအများကြီးပါသွားမှတယ် ဆိုတော့ media profession ပေါ့ဗျာဒီသူတို့ရဲ့အခက်အခဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုများပြောပြချင်းတကယ်တော့ကျွန်တော်ထင်ပါတယ်ဟိုအမေရိကမှာအထိုင်ချလုပ်နေတဲ့ဟိုသတင်းသမားတွေရှိတယ်လို့သူတို့ကဘန်ကောက်မှာလည်းဌာနရှိတယ်ဗျဟို VOA ကဘန်ကောက်ရောကလည်းအလှည့်နဲ့သွားနေတယ်အဲ့လိုပဲနေဆက်တွေမှာလည်းသူတို့ရဲ့ stringer တွေရှိတယ်ဗမာပြည်ထဲမှာလည်းရှိတယ်ဗျသူတို့တွေကအခုတည်းကဟိုဦးနှင်းလောက်ထားတယ်ဟိုပြည်ထဲမှာလည်းရှိတယ်အဲ့လူတွေတော့အကုန်လုံးထိခိုက်သွားမှာဒါ ် VOE RFO ပဲနောက်တစ်ခါ VOE RFO သူတို့ပတ်တနာသူတို့ရဲ့ TV ကွန်တန့်ကိုဥမာမျက်စိမှပြန်လွှဲနေတာရှိတယ်အဲ့ကနေပြည်သူတွေရနေတယ်အဲ့တော့ solo ra ဝန်ထမ်းအင်အားရတော့နေတော့မနေဘူးဗျ US တကူလည်းမဟုတ်ပါဘူးနောက်တစ်ခါ contractor တွေပေါ့ကျွန်တော်တို့ဥမာအချိန်ပြည့်ဝန်ထမ်းကတော့သူတို့ federal အလုပ်သမားတွေပေါ့ federal အစိုးရရဲ့ဝန်ထမ်းတွေဒါပေမဲ့အချိန်ပိုင်းအလုပ်သမားတွေလည်းရှိတယ်လောလောဆယ်သူတို့ကတော့စပြီးအလုပ်ပြုတ်ပြီပေါ့ဗျအဲ့တော့ကျွန်တော်တို့တည်တာတော့ America ဆိုတာအဲ့လိုပဲ ဒီအလုပ်တစ်ခုမှຫນွယ်ပြီးတော့ဟိုအကျွေးဝယ်ထားတဲ့အိမ်နေကားတွေအဲ့ဒါတွေပါအကုန်လုံးထိခိုက်တာပေါ့ကလေးတွေကျမ်းကျမ်းမာရေးပညာရေးအစုံပေါ့နော်အဲ့ဒါနဲ့ကျွဲကူးရေးပါတခြားသူတို့ရဲ့ဟိုဌာနခွဲတွေယုံနေ stringer တွေအကုန်လုံးပေါ့ဟိုတနွယ်ငယ်တစ်စင်းပါတလောဆယ်တော့ရက်တည်မှုထိခိုက်တယ်ဒီဟာကတော့နောက်ဆုံးဖြစ်လာတဲ့အသက်ပါဒီမတိုင်ခင်က USA နဲ့ NED ကြောင်းနဲတဲ့သတင်းမီဒီယာတွေမဟုတ်ကျွန်တော်တို့သိတဲ့လောက်တော့အနည်းဆုံးသတင်းသမားအယောက်200လောက်တော်တော်လေးကိုစွစွဝါးဝါး ဟို professional ထိခိုက်သွားတယ်။သတင်းလုပ်ငန်းဝင်ငွေရရှိရရပေါက်ရလာမရှိတော့မရှိတော့ရက်တီဖို့တော်တော်ခတ်သွားတယ်လေ။ကျွန်တော်တို့ press council နေနဲ့ဟိုတလောကအရေးပေါ်အကူအညီပေးမယ်ရှောက်ကြပါဆိုတော့အလုံးမတကယ်ရှောက်တယ်လူ190ကျော်တယ်ဗျ။တကယ်စီစဲလိုက်ရင်တော့အခုလက်တလောအချိန်နေကြောင်း80 90လောက်ရှိမှာပေါ့ဗျ။ဆိုလိုတာကတော့တချို့ဘာမှစုမိတော်မိမရှိဒီဟာလေးပေါ်မှာရက်တီနေရတဲ့ သူတို့ပြင်နေစဉ်ရက်တီမှုဟာနေစပြီးတော့ထိခိုက်သွားတာပေါ့နောက်တစ်ခါရေရှည်ကြရင်တော့အမေရိကန်မှာနေတဲ့သူတို့ပြင် contract နဲ့လုပ်တဲ့လူတွေသူတို့ကအမေရိကန်နိုင်ငံသားမဟုတ်တဲ့ contract နဲ့อ่ะမနေမဟုတ်ဘူးဗျ Federal ဟိုနေမဟုတ် employee ပေါ့နော် government employee မဟုတ်ဘူးတချို့ status ပါမရှိသေးဘူးဒီမှာအလောက်ရလို့ခေါ်ပြီးတော့ဒီမှာအလောက် visa နဲ့ပေးလာတော့သူတို့ကဘယ်လိုဆက်နေရမှာလားပြန်အဖို့ခါမှာလားအဲ့လိုနောက်ဆက်တွဲပြဿနာတွေပါစပြီးကြုံလာတယ်အဲ့ဒါမြန်မာတခုတည်းမဟုတ်တခြား ဌာနတွေပေါ့နော်ဒီကျွန်တော်တို့ဟိုဘာသာစကားဌာနတော်တော်များများအဲ့ပြဿနာတက်နေတယ်ဆိုလို့တော့ကြာစိတ်မကောင်းတော့ကြာနေရတယ်ပေါ့အဲ့တော့လောလောဆယ် Trump ရဲ့ immigration policy ကလည်းတိတ်တော့ကောင်းတာမဟုတ်ဗျအကုန်လုံးကတော့ဟိုမိသားစုတွေပါရှိရင်သူတို့ကလေးတွေပါရှိရင်တော့အကုန်ဒုက္ခရောက်ကုန်ကြတယ်လို့ပဲပြောရမှာပေါ့ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါအမေရိကဒုက္ခကနေစားလူတွေတော့ပို့ဒုက္ခရောက်မှာပေါ့နော်ဆိုတော့အမေရိကမှာလည်းပြန်ကိုဆန္ဒပြရင်ចောင်းသားတွေဆန္ဒပြရင်တော့ ဟာမီးပြန်ပို့ပဲတော့ထွက်ရတော့တော်တော်ကြားနေမယ်ဆိုတော့ကျွန်တော်ထွက်အစိုးရဘူးပါဒါအခုခုနကကျွန်တော်ပြောတယ်နှစ်လားမပြည့်သေးဘူးဗျာကပတ်တချမ်းပြတ်တယ်လို့ဖြစ်နေတဲ့ခါကျတော့ဒီကကျွန်တော်တို့မီဒီယာသမားတွေနေနဲ့ဝေဖန်ဖို့လူမဲ့တင်တယ်ထောက်ပြောင်းလို့ဝင်ဝေဖန်ဆိုတော့ဆိုတော့အခုဘာအကြောင်းဒီဟာဟိုပိတ်ပင်လဲပေါ့ဗျာကျွန်တော်ခုနကရှေ့မှာပြောတဲ့ USAND ပိတ်တယ်ဗျာအဲ့မှာလည်းမီဒီယာလောလောဖွဲ့လို့ကန်ဆယ်ရေးကိစ္စတွေအများကြီးပါတယ်လေဆိုတော့အဓိကကတော့ဗျာဒီ budget မလောက်လို့ပေါ့နော်အီရိုမန်နေပြီးတော့ဖြတ်တော့ပေါ့ တချို့လည်းပြောတယ်ပဲသူခုနေ့ကပဲဟိုကလုံးသေးတယ် space h space space h လာအဲ့မှာတော့ billion လက်ရှိတုံးလာတယ်အဲ့ဒါဒီမှာ12အောင်လုတ်ပါလားပေါ့ဘာလို့လူတွေလုတ်ဖြုတ်လဲပေါ့ဘယ်လိုများပြောကျင်လဲဆိုအမမနော်ဟို budget ဆိုတာတော့အကြောင်းပြချက်တာအကြောင်းပြချက်ပါ trap မှာကျွန်တော်ထင်တာတော့ပုံမှန်ကြီးမှာဟိုကြော်စမ်းအကြီးစားပြအရင်ပြန်ကြ ాయి ဝင်နေဟာအကုန်လုံးကိုသူကချုပ်ကင်ပြီးမှတရစ်စီပြန်ဖြေချော့ပြီးမှဆိုတဲ့လူမျိုးအဲ့တော့အကုန်လုံးကသူကလင်းမျိုးအရင်စားညှက်လိုက်တာအကြီးကျယ်အကုန်ပြဿနာရှာလိုက်တာ ီးတော့မှတရည်ချင်းပြန်လျှော့ပေးပဲပြီးငါပေးတာပေါ့ trend ရဲ့ပုံစံအဲ့လိုလုပ်နေတာပေါ့ဗျာအဲ့တော့ budget ဆိုတာတော့အခုဒီမှာလဲဟိုသူခန့်နာတဲ့ leak တို့ဘာလို့လျှောက်ပြောနေတာဒီဌာနတွေမှာဟိုတခြားသူ့ရဲ့အဘော်တွေပေါ့ဗျာနော်ဟိုတခြားဟိုနိုင်ငံသားဟိုနိုင်ငံသားခြေရှုပ်တဲ့ကောင်တွေလက်ရှိတယ်လို့ဒါတွေခြားစားမှုတွေရှိတယ်တခြားမဆောက်မရောင်းရစီလူတွေလျှောက်ပြောနေတာနောက်တစ်ခါ trend ရဲ့ဟိုကြည့်လိုက်သတင်းမီဒီယာပေါ်ဆက်ဆံတာဥပမာ AP ဆိုရင်သူ့ကို government စီက ဟိုဆက်ခေါ်တော့သူ့ရဲ့ဟိုမှာသူ့ရဲ့တရင်ရယူလေနဲ့တော့တော့မခေါ်သွားဘူးလေခြံနာခဲ့တယ်အဲ့လိုပဲအင်ဖြူတော်မှာတရင်ရယူရေးကိုသူကနေပြီးတော့အရင်ကအင်ဖြူတော်တရင်တရင်သားများအတင်းအစီစဉ်တာအလဲကြအဲ့တော့သူကပြန်ရုပ်သိမ်းပြီးတော့သူကြိုက်တဲ့လူတွေပေါ့ဗျာဟိုကျွန်တော်တို့အနည်းမှဆိုရင်ယူကရိန်းသမရလာတော့ဆိုရင်ဘာလို့စုမဝတ်လဲဆိုတာမေးမဲ့ကောင်းနေခေါ်ထားတယ်သူအကြိုက်အနည်းနေပေါ့ဗျာ populist တွေတကယ်မီဒီယာသမားစစ်စစ်တွေလည်းမဟုတ်ဆိုလိုတာကတော့တကယ် သူ့ရဲ့ရည်ချက်အစ်ကတော့ချုပ်ချုပ်ချဲနေတာ control လုပ်နေတာမီဒီယာကိုသူပြောနေတဲ့အတိုင်းနောက်တစ်ခါအာဂါရနိုင်ငံရေးပေါ့သူအရင်တုန်းကသူ့ကိုသူ့ကိုခံခဲ့ရတော့ကဝိုင်းထားတဲ့လူတွေမှတ်ထားတာပေါ့ဗျာသူကသူ့ကွင်ကြုံတော့တခါလဲပြန်ပြီးတော့လုတ်တယ်ဆိုတဲ့ပုံစံမှာ budget တို့ဘာလို့ဆိုရအလကားလျှောက်ပြောနေတာပါအမေရိကမှာတကယ်တမ်းဟိုနှစ်ပေါင်းများစွာနှစ်ပေါင်း80လောက်အမြင့်တွယ်လာတဲ့စနစ်ကဒီအရေကဟိုအချိန်မြင့်မရှိတဲ့ဟာတွေပါဘောနော်ဒါပေမဲ့ဒီအရေကလည်းအဲ့အရာတွေက ဟိုဒီတိုင်းတော့ပြီးသွားမှာတော့မဟုတ်သူရဲ့တက်မြတ်တက်ရောက်မှုတွေရှိတယ်လေအခုပဲ stock share ကြည့်ပါလား American stock share ဘာပြက်နေလဲဆိုလူတိုင်းသိတာပဲ trend လောက်ထားလိုက်တာအဲ့လိုပဲ American ရဲ့ဟိုကဘာစနစ်ထဲမှာပေါ့နော် American မှာမဟုတ်ပါဘူးကျွန်တော်တို့ liberal value တွေပေါ့ democracy လို့ခွင့်နဲ့နွယ်ပြီးတည်ထားတဲ့တောက်တိုင်နေအရင်တော့ USA တို့နိုင်ငံအကူအညီတို့ပါဆိုအလကားပေးထားတာမဟုတ်ဗျအဲ့လိုပေးထားမှသူ့ကိုပြန်လာဒုက္ခမရှာမှာဆိုလိုတာ democracy နဲ့ လူခွေရဲ့ liberal notion မှာ liberal ရဲ့တန်ဖိုးတွေကိုတခြားနေရာတွေမှာတိဆောက်ထားမှသူ့ပြည်တွင်းရေးကိုထိန်းချုပ်မှုတက်တာမယ်ဆိုတော့အားနဲ့အလကားတော့လုပ်ပေးထားတာတော့မဟုတ်ဘူးအဲ့လိုဟာတွေကိုအကုန်ဖြိုဖျက်ကြတော့ခဏနေအမေရိကန်ဟာရန်သူဝိုင်းလာလိမ့်မယ်အဲ့လိုတိုင်းပြည်တွေမကသူ့မိတ်ဆွေတိုင်းပြည်တွေပါအခုကနေဒါနဲ့အမေရိကန်ပါဖြစ်နေလဲပေါ့ဗျာအဲ့လိုပဲဟောက်ကမတွေဖြစ်နေတော့ကျွန်တော်ထင်ပါတယ်ဒီတိုင်းတော့ကြာကြာတော့မခံပါဘူးသူတပြည့်မော်နော်ကျွန်တော်တို့ liberal အမေရိကန်တွေကလွတ်လပ်မှုကြိုက်တယ် အမေရိကန်နေရာဒီမိုကရေစီမှာစံပြဖြစ်တယ်တခြားတိုင်းပြည်တွေရဲ့ဒီမိုကရေစီမြင့်တင်တယ်လူ့ခွင့်မြင့်တင်တယ်အဲ့လိုအခြေအနေကိုသူတို့တတ်မိုးတွေပေါ့အမေရိကန် value ပေါ့ဗျာအဲ့ဒါတွေကိုထိခိုက်လာပြီဆိုရင်တော့ကျွန်တော်ထင်ပါတယ်အမေရိကန်နေရာပဲဒီအပေါ်မှာဘလို့ပြန်တုံ့ပြန်မလဲဆိုတာတော့အခုကတော့နှစ်လမကြာသေးပေါ့နိဒီဟာကျွန်တော်တိတ်ရေရှည်ခံမဲ့ action တော့မဟုတ်ပါဘူးလေလေလေးဆောင်းလို့ဗျာ ်လေးနေတော့မကြောက်ဘူးထင်ပါတယ်ကြည်ဟာပြပြင်းတို့ကတော့တို့နည်းနည်းတခါတို့ကြောက်နော်ဟုတ်ကဲ့တရားရုံးတို့ဟုတ်ကဲ့နည်းနည်းတခါတော့တို့ပြန်လောက်အောင်ပါဗောနော်တို့ဆန္ဒပြပွဲတို့ကတော့ကျွန်တော်ကြည့်အောင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဇိုးရင်လာတော့နော်ထိုင်းမှာလို့အနီနဲ့အဝါလို့မြတ်ကွဲသွားမလားဗောအမေရိကန်မှာလည်းအနီနဲ့အပြားလေတို့ Republican နဲ့နည်းနည်းနောက်ဆုံးဟိုမှာအကုန်လုံးကတနတ်တွေနဲ့ဟိုထိုင်းမှာလည်းပြစ်ကြကတ်ကြတကယ်ဖြစ်ခဲ့ဘူးပါတယ်နိုင်ငံရေးမှာအယောင်နေတဲ့အဲ့လိုမျိုးစိုးစိုးဝါးဝါးဖြစ်နိုင်တဲ့အခြေအနေကိုဥတီနေတယ်လို့ပြောပြရသေးဗျာ ဟုတ်ကဲ့ဟုတ်ကဲ့သူ institution ချင်းချင်းဘယ်လိုထိညှိကြမလဲဗျာကျွန်တော်တို့စောက်ကြည့်အောင်ပေါ့အဲ့တော့ဗျာအမေရိကန်က try တက်လာတော့ American great again ပေါ့ဗျာနော်သူပြည်တွင်းရေးဝယ်ဦးစားပေးပြီးတော့အခုဒီနိုင်ငံတကာကြီးဖျက်ချလိုက်တဲ့ခါကျတော့အခုတချို့ကပြောတယ်ဗျာအမေရိကန်ကဒီမှာဒီလိုလှုပ်လိုက်တဲ့ခါကျတော့အဲ့ဒီနေရာမှာကျွန်တော်တို့ဒီတရုတ်တို့ရုရှားတို့ပေါ့ဗျာကျွန်တော်ပုံမှန်ပြည်နယ်တည်းရဲ့ဆက်စပ်တို့တရုတ်ရုရှားပေါ့ဆိုတော့ဒီလူတွေကအစားဝင်လာအခုတော့ဗျာမြန်မာမီဒီယာတွေကျွန်တော်ထင်တယ်ကျွန်တော်ရန်ကုန်မှာနေတဲ့ကလည်း တရုတ်ဝင်တာပဲတရုတ်အကူတဲ့မီဒီယာပြည်တွင်းမီဒီယာတွေရှိတာပဲဆိုတော့ကကြာတော့တရုတ်နဲ့ရုရှားကိုထိုးအပ်တယ်လို့မျိုးဖြစ်သွားလာဘယ်လိုများမြင်လဲပြအဲ့ဒါကြောင့်ဒါတော့ဗျာ RFA chief ကပြောတာလေအခုလောက်ရကဟို biggest reward ပေါ့ဗျာဟိုနေဟိုတရုတ် communist party ကိုဟိုစုလက်အကြီးကျယ်ချလိုက်တာ ਨੇ အတူတူပဲလို့သူပြောတာပေါ့နော်သူကတော့တရုတ်နဲ့အာဏာရှင်တွေကိုသူပြောတဲ့အတိုင်းပါပဲဟိုကျွန်တော်တို့မြန်မာပြည်လိုအခြေအနေဆိုရင်တော့တရုတ်ကဗျာကျွန်တော်တို့ဟိုနိုင်ငံရေးစီရေးမှာတစ်ချိန်လုံးလွှမ်းမိုးဖို့ကြိုးစားနေတာ နောက်တစ်ခါဒီ information space ပေါ့ media space လေးစူးစမ်းနေတာဒီချိန်လုံးကြာပြီဥပမာဆိုရင်ကျွန်တော်တို့အရင်တော့ဟို DVB နဲ့မြစည်းမကိုအနာသိန်းတော့ license ဖြုတ်ပလိုက်တယ်လေဒီကျွန်တော်တို့ territorial broadcast ပေါ့ဗျာဒီဟို digital platform digital အတန်လွင့်ခွင့်ရအဲ့ channel နှစ်ခုပေးလိုက်တာလေတစ်ခုကမဟာပေါ့ဖြော်ပြေးနေနောက်တစ်ခုက lucky 7နဲ့တရုတ်ကနောက်ခံထားတယ်တစ်ခါမှမကြောက်ဘူးတဲ့ media ကိုပေးလိုက်တာချက်ချင်းဝင်လာတာပဲပြီးရင်အဲ့ဒါနဲ့ဂျားညှက်ပြီးတော့ ခုလိုလစ်ဟာွားတဲ့နေရာမှာသူတို့အစားထိုးဖို့အဆင်သင့်မယ်ကျွန်တော်တို့လိုတိုင်းပြည်အတွက်အများကြီးအနေရှိပါတယ်အဲ့လိုပဲတခြားတိဘတ်တို့ကျွန်တော်တို့ဒီရှီချန်းတို့เนาะတရုတ်ရဲ့ဟိုရဲရဲစက်စက်လှုပ်ထားတဲ့နေရာတွေမှာလည်းအဲ့လိုလစ်ဟာသွားတဲ့နေရာမှာတရုတ်ကဝင်လာမယ်နောက်တစ်ခါဒီဒတ်ပို့ဆိုတာတော့သူတို့ကမ်ပိန်းလှုပ်တာတော့အနေမှာဗျာဒီ misinformation disinformation ဒီတူတရင်မှာကိုတကယ်တမ်းလက်နက်လိုကန်ကြရရုရှားဗျာအဲ့ဒီပညာစိုက်ဝါပါဗျာကျွန်တော်တို့ဟိုစိတ်သက်စစ်စေးဆိုတာဟို ဟိုဟိုစစ်စင်ရေးတခုစစ်စစ်စင်ရေးတခုနည်းနည်းတေချာပေါက်ကင်လောက်တာရုရှားတို့တရုတ် တို့ရုရှားပိုဆိုးတယ်သူတိုင်းမြေမှာပူတင်ကလောက်တာဟို KGB ဆိုတော့အဲ့လိုဟာတွေကခဏနေအဲ့ဒါလေးဟာသွားတဲ့နေရာပေါ့နော်သတင်းတူကိုတိုက်ဖြတ်တာအကောင်းဆုံးကသတင်းအမှန်များအခုလိုမျိုးသတင်းအမှန်ထုတ်တဲ့နေရာတွေလေးဟာသွားရင်သတင်းတူရဲ့နေရာပိုရလာမှာတော့ကျွန်တော်တို့အစိုးရအဆိုရင်ဆုံးပဲသူတပြည့်မြန်မာပြည်အတွက်လည်းအဲ့အန်နေရာတော်တော်ရှိတယ် ကျွန်တော်တို့သတင်းသမားတွေအားဒီအရာတွေကိုသတင်းသတိရှိရှိနဲ့သတင်းတို့သတင်းမှားတွေလှိမ့်ဝင်လာမယ်ဆိုတော့အာနာရှင်တွေရဲ့လှိမ့်ဝင်လာမယ်သူတို့ရဲ့ narrative တွေပေါ့ဗျာနော်သူတို့ရဲ့အကြောင်းလေးကိုကျွန်တော်တို့ဘလို့ကာကွယ်မလဲဘလို့တုံ့ပြန်မလဲကျွန်တော်တို့ခုတည်းကစပြီးပြင်ရဆင်ရမယ်လို့တော့ပြောပြစေခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့လောက်ပါဗျာဒီကိုတော့ပွာသွားတယ်ခင်ဗျဒီကိုချုံနေတယ်အဲ့တော့ကျွန်တော်အခုသတင်းသမားတွေ professional သတင်းသမားတွေအခက်ခဲတွေ့တယ်ပေါ့ဗျာနော်နောက်သတင်း လိုအပ်တဲ့အခုကလည်းတိုက်ပွဲတဲ့နေ့စဉ်ဖြစ်နေပါသတင်းကနေ့စဉ် update လုပ်နေခါကြတော့ဒီပရိသတ်တွေရောပေါ့ဒီသတင်းသမားတွေရောပရိသတ်တွေရောညီကိုချုပ်ပါများပြောကြတယ်နော်သတင်းသမားတွေအဖိနှိတ်ခံရတာသတင်းသမားတွေကိုတောက်ကပ်ပေးတာအခုမှတော့မဟုတ်ပါဘူးခေဆက်ဆက်ပဲကကျွန်တော်တို့ကိုထောက်ကျွန်တော်တို့ဆိုကျွန်တော်တို့တော့ကြားသေးတာပဲအနည်း20အစိတ်လောက်ရှိကြပြီပဲဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့လုံးဝသေသွားလားပြုတ်သွားလားသေသွားတာပြုတ်သွားတယ်တော့မရှိပါဘူးပုံစံတော့ပြောင်းသွားကြပါတယ်ကျွန်တော်ထင်ပါတယ်အခုကလည်းဒါအကျက်တဲပေါ့ crisis တဲမှာတော့ကျွန်တော်တို့က လုံးဝဟိုအပြီးပြုတ်ထွက်သွားမယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ပုံစံပြောင်းသွားနိုင်တယ်အထူးသဖြင့်တော့ဗျာဟိုစုပြီးတော့ဟိုအရင်တော့လိုမျိုးစတူဒီယိုတယောက်တစ်လုံးရှိတဲ့သတင်းထားနေဘလို့ပေါင်းပြီးတော့ကွန်တန့်နေဘလို့ပေါင်းမလဲစွတ်စွတ်စည်စည်နဲ့ကြီးတဲ့သတင်းထားနေတဲ့သေးခက်သေးသေးနဲ့ဘလို့လုံးမလဲတခြားဝင်ငွေရပေါက်ရလန်းဒေါ်လာဝင်ငွေမရှိရင်တကြီးတဲ့ဝင်ငွေဘလို့ရှာမလဲနှီးမျိုးစုံနဲ့တော့ရှင်းတန်လိုက်မယ်ဒါပေမဲ့သတင်း quality နဲ့ quantity ပေါ့နော်အရေးအတွက်နဲ့အရေးသေးနဲ့ကြာသွားမယ် သတင်းသမားတွေအကျင့်တက်ပို့ပြီးကြောချင်းပို့ကပ်ဖို့လိုလာပါတယ်ဒါပေမဲ့ကျွန်တော်တို့သတင်းသမားတွေရဲ့အလုပ်ဖြစ်တဲ့ပြည်သူကိုသတင်းမှန်ပေးရေးဆိုတဲ့နော်ကျွန်တော်တို့ right to information access to information ပြည်သူတွေအတွက်တော့ဆက်ပြီးရတဲ့အချိန်နဲ့ဆက်စူးစမ်းတော့မှာပါနောက်တစ်ခါလဲသတင်းနောက်ထဲမှာလဲအရင်တော့ဟိုသတင်းမီဒီယာလုပ်ငန်းကိုအလောက်ကန်အခွင့်အရေးလို့ဆိုပြီးလှုပ်လိုက်လူတော့ညော့သွားလိမ့်မယ်ဒါပေမဲ့သတင်းအလောက်ကိုဘလို့အချိန်နေမှာမဆိုဆက်ပြီးလုပ်မယ်ဆိုတဲ့လူတွေတော့ကြံပြီးတော့ဒီကျွန်တော်တို့ တည်င်းလုပ်ငန်းကိုတော့ကုသိုလ်လည်းရဝမ်းလည်းဝဗျာတရားတော့အခက်အခဲမျိုးစုံဒါအနေပြီးတော့ဆက်ပြီးလုပ်သွားနိုင်မယ်လို့ပဲပြောပြရစေခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာတို့ကြလားကျေးဇူးတင်ပါ